ခုရနေတယ်ကိုကျွန်တော်လည်းရတယ်ကိုဝင်လို့ရရင်ပြောဆမ်းပါဗျာအာသူ့သူ့ရဲ့သူ့ရမ်းချရတဲ့သူဆိုတော့ဒါလက်မလွတ်နိုင်ဘူးဆိုတော့တော့မှတ်ပါတယ်။ဘာလို့ဆိုတော့မူးနေတဲ့အချိန်လူတစ်ယောက်ကစိတ်ထဲရှိလို့ဖုံးဆက်တာ哦ဒီတက်မှာဒီကောင်မလေးကဒီဝတ္ထုထဲမှာလည်းသူမူးတဲ့အချိန်တိုင်းဒီကျွန်တော်ဇက်ကောင်ကိုပဲသူဖုံးဆက်တာဆိုတော့ဒါသူ့စိတ်ထဲမှာလည်းရှိရယ်။ယေရီနဲ့တညာလုံးစကားတွေအများကြီးပြောခွင့်ရတဲ့အတွက်ကျွန်တော်ရအောင်ပြောရ ဘယ်လိုပြောအောင်လဲဆိုတော့အရွေရောက်နေပြီဆိုတော့ခန်းစားချက်ကတမျိုးပြောင်းသွားပြီအဲ့တုန်းကတော့ယူယူမူမူပဲဗျာအာချစ်လိုက်မယ်သူ့ဘာရေပဲလုပ်နေလုပ်နေအဲ့လိုပုံစံမျိုးပေါ့ချစ်ပါပါကျွန်တော်ဆို6နှစ်9နှစ်လောက်ထိလဲချစ်နေတော့မယ်အဲ့လိုပဲပေါ့တယောက်တည်းအဲ့လိုအကြရတယ်ဗျာဒါအရင်တော့ဖြစ်ဘူးပါတယ်ကိုဆိုအဆိုင်တွေ့ကြောပေါက်တဲ့ချိန်ကြီးဖြစ်တာတော့ပါတော့ပေါ့နော်ဟိုရက်တွေရမ်းလုံညွတ်တော့ပြီးတော့အဲ့လိုတော့ဖြစ်ဘူးပါတယ် it's your heart အချီဦးလည်းပါမှာပေါ့ဟုတ်ပါပါအချီဦးကတော့ဟိုမှာဒါမှကျွန်တော်အတွက်တော့အဲ့လိုပေါ့နေမျိုးလေးတစ်မျိုးလို့အာဒီမြဆိုတဲ့ series လေးပေါ့နော် Canon Planet Bonanza Production နဲ့ပူးပေါင်းပြီးတင်ဆက်တဲ့အာဇာလန်တွေလေးကျွန်တော် Bonanza Production နဲ့ကြာရိုက်နေကြဆိုတော့ Director Mandura ကိုပုံပြရင်းနဲ့လာတော့တက်ဖြစ်သွားတာပေါ့အာအဲ့ဒီမြက်ွယ်ရဆိုတဲ့ဇာလန်တွေလေးကိုပေါ့နော်စောင့်ရတော့ အမလွင့်ငယ်ကတော့စိုးရိမ်စိတ်တော့များတာပေါ့ဗျာဟိုဒါပေမဲ့ခုလိုလူကြိုက်တယ်ဆိုတော့လေဒါပီတိဖြစ်ရတယ်ဝမ်းသာတာပေါ့အာဒီထက်မှတော့အမလွတ်အောင်များဖြစ်တာဆိုတော့ကို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 ပေါ့အာကိုမချစ်တော့တဲ့ဟာကြီးကိုဘာတွေဆွန့်လွတ်ပြီးတော့အရန်ချစ်နေရပါအဲ့ဒါမျိုးပေါ့အပြင်မှာလည်းတကယ်ချစ်ပြီဆိုအဲ့လိုဖြစ်မယ်ထင်ပါတယ်အခုရနေတဲ့ကိုကျွန်တော်လည်းရတဲ့ကိုဝင်လို့ရရင်ပြောရမှာဗျာအာသူ့သူ့ရဲ့သူ့ရမ်းချစ်ရတဲ့သူဆိုတော့ဒါလက်မလွတ်နိုင်ဘူးဆိုတော့လာမှတ်ပါတယ်ဘာလို့ဆိုတော့ မူးနေတဲ့အချိန်လူတယောက်ကစိတ်ထဲရှိကိုဖုံးဆက်တာ哦ဒီတက်မှာဒီကောင်မလေးကဒီဝတ္ထုထဲမှာလဲသူမူးတဲ့အချိန်တိုင်းဒီကျွန်တော်ဇက်ကောင်ကိုပဲသူဖုံးဆက်တာဆိုတော့ဒါသူစိတ်ထဲမှာလည်းရှိရယ်ရေဒီနဲ့တညာလုံးစကားကားတွေအများကြီးပြောခွင့်ရတဲ့အတွက်ကျွန်တော်ရအောင်ပြောရအဲရှိဘူးတာပေါ့ဒါလူတိုင်းတော့ကြုံမှုပဲထင်တယ်ကျွန်တော်တို့စပြီးတော့အာမာ20 20 35လောက်ကပေါ့နော်အဲအဲ့လိုတော့ခံစားမှုပါရဟုတ် ုံးချရဲဆိုတာတဲ့ကိုကအုံးချခံကျင်တာထင်ပါတယ်အဲ့ဒါလေးကိုပဲပြောနေတာအဲ့အဲ့ဒါပေါ့အဲ့ဒါလေးပဲပြောနေတာသူကိုဘယ်လောက်ပဲဒုက္ခပြပြကိုဘက်ကအရန်ချစ်နေရောဘယ်လိုပြောအောင်လဲဆိုတော့အရွေရောက်နေပြီဆိုတော့ခန်းစားချက်ကတမျိုးပြောင်းသွားပြီအဲ့တုန်းကတော့ယူယူမူမူပဲဗျာအာချစ်လိုက်မယ်သူ့ဘာတွေပဲလုပ်နေလုပ်နေအဲ့လိုပုံစံမျိုးပေါ့ဒီရွေးမှာအာဒီချင်းကြောက်လည်းအမတ်တရဖြစ်သွားပေါ့နောင်တဆိုတာထက်အပြန်ပြီးတော့တွေးရင်ရည်စရာလေးဖြစ်တယ်အမတ်တရဖြစ်သွားပေါ့ဗျာဒါမှဒီချင်းမှာဒီရွေးမှာတော့အဲ့လိုမလုံလောက်တော့ထင်တာပါပဲ ါတို့အဲ့ရွယ်တော့ယူမိုက်ခဲ့ရဆိုတော့အဲ့ခံစားချက်တချို့ဆိုအဲ့ခံစားချက်တော့မခံစားဘူးထင်တယ်ကျွန်တော်တော့ခံစားဘူးရဆိုခုံယူရအောင်ခံခဲ့ရတာကိုခုံယူတာပေါ့ခုံယူပါလေကိုချစ်လို့ပြစ်ဆက်တာအဲ့အဲ့လိုပါပဲအဲ့အဲ့လိုပုံစံမျိုးပါပဲဘာလို့ဆိုလူတွေကကိုကိုကြိုက်တဲ့အရာတွေပဲကိုကိုဒုက္ခပေးတယ်ဆိုဥမာအစားတောက်တယ်ဆိုစီကြော်ရပါတယ်ဆိုဟိုကိုအရင်ကြိုက်တယ်ဒါပေမဲ့အဲ့ဟာစရင်တခုခုဖြစ်တယ်ဆိုရင်လည်းဝရတာဥမာအနည်းဆုံးတော့ဝရတာဖြစ်တယ်ဗျအဲ့အဲ့ဒါကိုပဲကြိုက်နေကြရပါလေအဲ့လူတွေက ကိုကြိုက်ဆုံးရတယ်ပဲဒုက္ခပေးတာဖြစ်နိုင်ပါပါကျွန်တော်လည်းရမ်းချစ်တယ်လားဆိုဖြစ်မှာပါနှစ်ပေါင်းများစွာကြီးချစ်တယ်လေချစ်ပါပါကျွန်တော်ဆို6နှစ်9နှစ်လောက်ပြီလေချစ်နေတော့မယ်အဲအဲ့လိုပဲပေါ့တယောက်တည်းအဲ့လိုအကြရတယ်ဗျအခုချိန်ကျော်အားရမရှိတော့ဘူးခုကတော့နောက်နောက်ပေါ့အဲ့တော့အတိအကျ6နှစ်9နှစ်နဲ့တူဆိုရတာเนี่ย relationship อ่ะดาวเปียเป็ดตัวลงปอนเนาะเป็ดตัวลงปอนเนาะมันเป็ดพูส่วนเลยดาฉิมมีมาเนี่ยมาป่ะนายอ้อมเสียก็รอชื่ออ่ะป่ะ ဩအဲ့တော့ကတော့အဆိုးဆုံးပေါ့နော်အရင်တော့ဖြည့်ဘူးပါတယ်ကိုဆိုအစာရင်တွေ့ကြပေါက်တဲ့ချိန်ကြီးဖြစ်တာတော့ပါတော့ပေါ့နော်ဟိုရက်တွေရမ်းလုံးညတော့ပြီးတော့အဲ့လိုတော့ဖြည့်ဘူးပါတယ်အဲ့ပေါ့အချိန်လေးတစ်ခုပေါ့ပြီးတော့လည်းအဲ့ဒါဘာမှတော့မဟုတ်ဘူးပေါ့အဲ့လိုဟောသတိတော့ရပါတယ်အဲ့ဒီတော့ကတစ်ခုခုတိုက်ဆိုင်သွားတဲ့အခါပေါ့အဲအဲ့လိုတော့လက်မခံဖြစ်ဘူးဗျ။သူကလည်းသူပြီးသွားတဲ့ဇလန်းတဲ့ပုံကတော့ပြီးသွားတာပေါ့နော်။ဒါဒါပဲပြန်တွေ့တဲ့ခါတော့ အဲဘာညာဆိုတော့စိတ်ထဲမှာတော့နည်းနည်းလေးပေါ့မယိုးမယွာလေးပေါ့အဲ့လိုလေးပေါ့ဘယ်လိုခံစားရလဲပြည့်စုံတယ်ခံစားချက်ကကြောင့်မပြောတတ်ဘူးဗျာဖြစ်ဖူးရတူတွေပဲတည်မှာပေါ့ဟိုစကားပြောရမှာဟိုမှလုပ်ကိစ္စနဲ့ပြောရမယ်ဆိုလဲပြောရမလို့လို့မပြောရမလို့လို့အဲ့လိုမရေရေလေးပေါ့ဗျာအဲ့လိုအချူလည်းပါမှာပေါ့ဟုတ်ပါပါအရှိဦးကတော့ဟိုမှာဒါမှကျွန်တော်အတွက်တော့ဟိုဘောနေမျိုးလေးတစ်မျိုးလို့ ပြန်သွားကြတယ်ဟုတ်အာတတိတော်ကြီးอ่ะပြန်သွားကြလာဆိုတော့သွားမနေကြတော့လေကျွန်တော်တို့ကဒီမှာပဲနေတာအသားကျနေပြီဆိုတော့ဒီမှာပဲနေကြတယ်သူလည်းဆက်သွယ်မှာမဟုတ်ပါဘူးဟိုမှာအမအမအဲ့လိုအဲ့လိုမရှိခဲ့ဘူးပါလေအချစ်ဘာဒရမာတွေရှိခဲ့ဘူးအခုတော့ဘာလဲတော့မရှိတော့ပါဘူး AC ပါပဲအရင်တော့ဟာရယ်